ားလုံးပဲမင်္ဂလာပါရှင်။မေထုံရာသီဖွားများရဲ့စိတ်နေသဘောထားများကိုပြောပြတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်။မေထုံရာသီဖွားဇမနိုင်းမေ21ရက်နေ့မှဇွန်20ရက်အတွင်းမွေးဖွားသူများရဲ့စိတ်နေသဘောထားကိုဖော်ပြပေးလိုက်ပါတယ်။မေ21ရက်မှဇွန်20ရက်အတွင်းမွေးဖွားသူများကမေထုံဇမနိုင်းရာသီဖွားများဟာလေတပ်ကိုအခြေခံပြီးကျိုးအရှင် မာကယူရီကဆုံးမထားတဲ့အတွက် မေထုံရာသီဖွားများကစူးစမ်းတက်တက်စိတ် ပေါင်းတင်ဆက်ဆက်ရေးကောင်းမွန်မှုနဲ့အခြေအနေအမျိုးမျိုးကိုလိုက်ရောညှိထွေနေတတ်ခြင်းစတဲ့ဇယိုက်လက္ခဏာများပိုင်ဆိုင်ကြပါတယ်။၎င်းတို့ရဲ့ကိုရေကိုသွေးကိုကိုစားပြုတဲ့အမှတ်အသားမှာအမွာဘူးဖြစ်တဲ့အတွက်မေထုံရာသီဖွားများကကွဲပြားတဲ့စိတ်နေစိတ်ထားနဲ့စွမ်းရည်များကိုတပြိုင်နက်တည်းပိုင်ဆိုင်ထားလေးရှိပါတယ်။စိတ်နေစိတ်ထားနဲ့အားသာချက်များနံပါတ်၁အသိဉာဏ်ထက်မြက်ပြီးတော့စကားပြောကောင်းခြင်း မေထုံရသည်ဖွားများကအလွန်ကိုမှထက်မြတ်ပြီးစူးစမ်းလိုစိတ်ပြင်းပြကြပါတယ်။၎င်းတို့ကအကြောင်းရာအသည့်များကိုအမြဲလိမ့်လာလိုစိတ်ရှိပြီးအတွေးမြင်များကိုလည်းလင်းမြန်စွာထုတ်ပေါ်နိုင်စွမ်းရှိပါတယ်။စကားပြောဆွဲရင်မှလည်းထူးခြားကောင်းမွန်ပြီးတော့ပေါင်းသင်းဆက်ဆက်ရေးနယ်ပယ်မှာလည်းအလွန်ကိုမှတော်လတ်ပါတယ်။နံပါတ်၄အချက်ကတော့လိုက်ရောညီထွေရှိပြီးတော့ပြင်းရင်ငွေမှုကိုမကြိုက်ခြင်း ကျောင်းလဲမှုကိုနှစ်သက်ပြီးတော့မရေရာသောအခြေအနေများကိုပင်လိုက်ရောညီထွေနေထိုင်နိုင်စွမ်းရှိကြပါတယ်။ပုံမှန်လုံရုံလုံစင်များကိုညီငွေတက်ပြီးအသက်ဆန်းများကိုစမ်းသပ်လိုစိတ်ရှိပါတယ်။ဒါကြောင့်ခရီးသွားလာခြင်းနဲ့စွန်စားမှုများကိုနှစ်သက်ကြပါတယ်။မတူညီရဲ့ပတ်ဝန်းကျင်နဲ့လူမှုအတိုင်းဝိုင်းများကြားမှာလွယ်ကူစွာပေါင်းသင်းနိုင်စွမ်းရှိပါတယ်။နံပါတ်3ရှင်ပြတဲ့စိတ်ဓာတ်နဲ့ရီမောပျော်ရွှင်စေနိုင်ခြင်း မေထုံရာသီဖွားများကစိတ်သက်ရှင်လန်းပြီးပျော်ရွှင်မှုကိုဖန်တီးပေးနိုင်စွမ်းရှိသူများဖြစ်ကြပါတယ်။ဟာသညံရှင်ကဘဝကိုပေါပေါပါပါချင်းကတက်ကြပါတယ်။သူတို့ရဲ့ပျော်ရွှင်တဲ့ဇယိုက်ကြောင့်တခြားသူများကိုပါကူးဆက်စေပါတယ်။စိန်ခေါ်မှုများနဲ့အားနည်းချက်များနံပါတ်၁စိတ်လှုပ်ရှားမှု မတည်ငြိမ်ခြင်းမေထုံရာသီဖွားများကစိတ်နေစိတ်ထားအမျိုးမျိုးရှိတတ်တဲ့အတွက်စိတ်ခံစားမှုမတည်ငြိမ်မှုများကြုံတွေ့ရတတ်ပါတယ်။ တခါတရံစိတ်အားထက်သန်နေပြီးတော့အခြားတခါမှာအเจ้าမတ်စိတ်တက်ကြနေတတ်ပါတယ်။ဒါကြောင့်မို့တခြားသူများအတွက်သူတို့ရဲ့စိတ်ကိုခံမရခက်ခဲစေပါတယ်။နံပါတ်2အချက်အနေနဲ့ကတော့ဆုံးဖြတ်ချက်ချဖို့ခက်ခဲခြင်းစိတ်ကူးစိတ်သန်များစွာရှိပြီးတော့ပြောင်းလဲနေတတ်တဲ့အတွက်ဆုံးဖြတ်ချက်တစ်ခုကိုအချိန်ကြာစောက်ကင်ထားရန်ခက်ခဲတတ်ပါတယ်။ရွေးချယ်စရာများစွာရှိတဲ့အခါဘယ်ဟာကိုရွေးရမှန်းမသိဘဲတွေးဝေးတတ်ပါတယ်။ ၎င်းတို့ကရေရှည်စီမံကိန်းများကိုဆောင်ရွက်ရမှာအခက်အခဲဖြစ်စေနိုင်ပါတယ်။နံပါတ်3အချက်ကတော့အပေါ်ယံသာဆက်ဆံတတ်ခြင်းလူအများပြားနဲ့ပေါင်းသင်းနိုင်တော့လဲခန်းစားချက်ကိုလေးနက်စွာထုတ်ဖော်ပြောဆိုရန်ခက်ခဲတတ်ပါတယ်။ယင်းနည်းရဆက်ဆံရေးများမှာစိတ်ခံစားမှုကိုဖွင့်ဟပြောဆိုဖို့တွန်းဆုတ်တတ်တဲ့အတွက်အပေါ်ယံဆက်ဆံရေးများသာရှိနေတတ်ပါတယ်။မေထုံရာတီဖွားများကလွတ်လပ်မှုကို နှစ်သက်ပြီးတော့စကားပြောကောင်းကာ အသိပညာဗဟုသုတကိုတံပေါ်ထားသူများဖြစ်ကြပါတယ်။၎င်းတို့ရဲ့ပေါ်ပါသွက်လက်တဲ့ဇယိုက်နဲ့လိုက်ရောညစ်ထွေရှိတဲ့စိတ်နေစိတ်ထားကသူတို့ကိုလူချင်းလူခင် ပေါများစေရပဲဖြစ်ပါတယ်။တစ်ဖက်မှာစိတ်မတည်မငြိမ်မှုနဲ့ဆုံးဖြတ်ချက်ခိုင်မာမှုမရှိခြင်းက၎င်းတို့ရဲ့စိန်ခေါ်မှုများပဲဖြစ်ပါတယ်။မြို့တော်ပင်ဖြစ်စေမေထုံရာတီဖွားတို့ရဲ့ဘဝကစိတ်ဝင်စားဖွယ်ရာစူးစမ်းလေ့လာစရာများနဲ့ပြည့်နှက်နေတဲ့စွန်စားကန်းတစ်ခုနဲ့တူပါတယ်။ မေထုံရာသီဖွားတွေနဲ့လိုက်ဖက်တဲ့မိဖက်ရာသီခွင်တွေကတော့လေတချင်းတူတဲ့ရာသီခွင်တွေနဲ့မီးတက်ရာသီခွင်တွေပဲဖြစ်ပါတယ်။ဒီလိုဓာတ်တူတာဒါမှမဟုတ် လိုက်ဖက်တဲ့ဓာတ်တွေနဲ့ပေါင်းစပ်တဲ့အခါမှာဆက်ဆက်ရေးပို့ပြီးတော့ခိုင်မြဲတက်ပါတယ်။မေထုံနဲ့လိုက်ဖက်တဲ့ရာသီခွင်တွေကတော့နံပါတ်၁ကတော့တူရာသီ Libra စက်တင်ဘာလ23ရက်မှ အောက်တိုဘာလ22ရက်အတွင်းနံပါတ်၂ကတော့ကုန်ရာသီ Aquarius ဇန်နဝါရီ22ရက်မှဖေဖော်ဝါရီလ19ရက်အတွင်းနံပါတ်3ကတော့မိသားရသည် Aries မတ်လ22ရက်မှဧပြီလ19ရက်နေ့အတွင်းမှာဖြစ်ပါတယ်။နံပါတ်4ကတော့တိရသည် Leo ဇူလိုင်လ22ရက်မှဩဂုတ်လ22ရက်အတွင်းမှာဖြစ်ပါတယ်။ဒီရသည်ခုနှစ်ကမေထုံအတွက်အကောင်းဆုံးမိဖက်တွေဖြစ်နိုင်ပေမဲ့ဘလို့ဆက်ဆက်ရေးမစို့အပြန်အလှန်နားလည်မှုနဲ့ပွင့်လင်းမြင်သာစွာဆက်ဆံနိုင်မှုကအရေးအကြီးဆုံးပဲဆိုတာသတိပြုသင့်တာပဲဖြစ်ပါရဲ့ရှင်။ မီလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။